တော်လုံးဝမင်္ဂလာပါအဲကျွန်တော်ကမအားတဲ့ကြားတဲ့ကနေပြီးတော့ဩမနေနိုင်လို့ဝင်ပြောရမှာပေါ့နော်အဲဝင်ပြောရမှာမဟုတ်ပြောပြရမှာပေါ့နော်တော်မနေတော့ကအဲတွေ့တဲ့ Facebook မှာတွေ့တဲ့သတင်းတစ်ခုပေါ့နော်ဒါအာကပင်းအောင်မြို့တင်ထားတာပေါ့နော်တင်ထားတယ်သူ post မှာသူ post ကတက်လာတော့တက်လာတော့အာကြည့်လိုက်တဲ့အချိန်မှာဗာတွေ့ရတယ်ဆိုတော့ဒီ တင်မောသားပေါ့နော်တင်မောသားဒီဘယ်လိုပြောမောင်ကိုတင်မောလားဘာလားတော့သူကမရေးတာဘူးတော့တခြားနိုင်ငံတစ်ခုခုမှာပေါ့နော်ဆိုတော့အဲ့နိုင်ငံလည်းမပါဘူးထိုင်ဝမ်လို့လားဘာလားမသိဘူးတရုတ်လားထိုင်ဝမ်လားတော့အဲ့ဒီပါပေါ့နော်တော့ကြောက်ကမနေလိုက်ဖတ်တော့သူကထိုင်ဝမ်လို့ပြောထားတယ်တယောက်ကတော့ဆိုတော့လူတစ်လူတစ်တမောသားဘာဖြစ်သွားလဲဆိုတော့ထောင်ကျသွားတယ်ထောင် ကြာသွားခုနခုနနှစ်ဆိုအဲ့ဒီကိစ္စဘာကိစ္စလဲလို့လည်းမရေးထားဘူးပေါ့နော်နားတော့ပြီအမောင်ကိုတင်မောတွေပေါ့နော်မောင်ကိုတင်မောတွေကအဲထောင်ကြထောင်ကြတော့မောင်ကိုတင်မောရောက်သွားတယ်တင်မောသားကဒီစိတ်ကမ်းမှာမိသွားတဲ့ခါမှာထောင်ကြတက်ဆိုတော့ကျွန်တော်ကအဲ့ဒီဒီမောင်ဟိုတင်မောတက်သွားတာတွေထောင်ကြတဲ့ကိစ္စတွေကျွန်တော်အဓိကပြောချင်တာမဟုတ် highlight လုပ်ပြီးပြောချင်တာမဟုတ်အဓိကပြောချင်တာကဆိုတော့ဒီထဲမှာ ပါပါလာလဲဆိုတော့ဒီတင်မောတင်မောသားတက်သွားဖို့ပေးပတ်စံပေးလဲရတဲ့ agent ကရုံးကမ်းမရှိတဲ့ agent နဲ့ဟမ်အဲ့ဒါကတော့ဆိုရုံးကမ်းမရှိတဲ့ agent ပြီးတော့ဟောပေးလိုက်တဲ့နေရာလက်ဖက်ဆိုင်မှာလက်ဖက်ဆိုင်မှာပေးလိုက်တယ်ရိုက်ကြီးပေးရပြီးဆိုရင်လူတစ်တင်မောသားအတွက်ကတိန်ညာနဲ့ချီပေးရမှာဖြစ်တယ်ဒီနေ့ခေတ်အနေထားရအောင်နော် အဲ့ဒီပတ်စံသိမ်းရာနဲ့ခြီးပြီးကိုအော်ဘာပေးလိုက်လဲဆိုတော့လက်ဖိတ်တံမှာပေးလိုက်တယ်ရုံငန်းမရှိတဲ့ agent ကိုပေးလိုက်တယ်ဘာဖြစ်လို့သူပေးလိုက်လဲဆိုတော့ခေါ်သွားပေးတာကတကြီးတဲ့အော်သူ ਨੇ ခင်မင်ရတဲ့တကြီးပေါ့နော်ယုံပြီးတော့အဲ့ဒီတကြီးခေါ်ပါတဲ့ agent ကိုပတ်စံပေးလိုက်တယ်ပတင်မောဘော်တော့ရောက်သွားတယ်ပတင်မောဘော်တော့ရောက်သွားတယ်ကန်းစိုးတယ်ကန်းကောင်းတယ်ပေါ့နော် ကန်းကောင်းတယ်ကန်းဆိုးတယ်ပေါ့နော်ညာသူအဖြစ်ကလင်ငန်တိကိုယ်မှန်လင်ငန်တိလားအဲ့ရိုက်ကြီးကရှုံးသွားတာများအခုကတင်မောပေါ်တော့ရောက်သွားတယ်ကန်းဆိုးကျင်တော့အမှောက်ကိုတင်မောဖြစ်သွားတာဆိုကျွန်တော်တို့ဒီ case တွေကအမြဲတမ်းရှိတယ်အများကြီးရှိတယ်ကိုတယောက်တည်းဖြစ်နေတာမဟုတ်ဘူးအရင်တော့လည်းဖြစ်တယ်အခုလည်းဖြစ်တယ်နောက်လည်းဖြစ်အောင်မှာပဲဆိုတော့ကျွန်တော်တို့အမြဲတမ်း လိုင်းပေါ်တင်တက်တက်ပြီးអော်တယ်အဲလူမိုက်လုတ်ပြီးတော့เนาะကိုနဲ့မဆိုင်ဘူးဒါပေမဲ့ကျွန်တော်မနေနိုင်ဘူးဗောနော်အခုကြားတယ်မြင်တယ်တွေ့တယ်ဆိုကျွန်တော်ကတက်တက်ပြီးអော်ပေးရတယ်ဘယ်အေဂျင့်ဘယ်သူတယောက်ကူမှဘယ်လောက်ပဲရင်းနှီးရင်းနှီးပတ်စံနဲ့ပတ်သက်လာတယ်မောင်းနှမချင်းလည်းမရဘူးနော်ဒီတင်မောသားလောကတွေကိုကျွန်တော်အဓိက highlight လုပ်ပြီးပြောတာပါနော်။ဘာလို့လဲတယောက်တယောက်လိန်လိုက်ရင်တိမ့်ညာနဲ့ချီတာ။ဆိုတော့တိမ့်ထောင်ချီရှာဖို့ကလွယ်တယ်၊လိန်စားဖို့ကလွယ်တယ်။ ဆိုတော့အယုံငန်းလေးယုံငန်းမရှိတာတော့အခုအခုလိုမျိုးတင်းရံနေချီလွယ်လွယ်လိမ်လို့ရဆိုတော့ယုံငန်းလေးတခန်းလောက်ငှားပြီးကျွန်တော်တို့လိုငှားပြီးတော့များလောက်ကြမယ်ဆိုဘယ်လိုနေမလဲပေါ့နော်ဆိုတော့ event ကျွန်တော်တို့လည်းမယုံနဲ့ဆိုတော့မယုံနဲ့ဆိုတာကျွန်တော်တို့တင်မောလာလောကရဲ့လူတွေမှာတမိုင်းနေရှိတယ်တမိုင်းဆိုတာအုတ်ကျင်းပေးနာတမိုင်းမဟုတ် history ရှိတယ်ပေါ့နော် တို့ဘာတွေလုတ်ခဲ့လဲဘာတွေလုတ်နေလဲအဓိကတို့ဘာတွေလုတ်ခဲ့လဲဆိုတော့ history ကိုကျွန်တော်ကောင်းကောင်းလက်ဟောဆိုကျွန်တော်ဒီလူတယောက်သိဉာဏ်နဲ့ကြည့်ပြီးယုံကြည်ပေးလိုက်မှာဟုတ်ဆိုတော့အဲ့ history လို့တယ်ဗျာဟိုကျွန်တော်တို့ page ကို run နေတာ2019ခေတ်ကအခုသူရင်8နှစ်ဖြစ်သွားပြီ9နှစ်ဖြစ်သွားပြီပြန်ပါကျွန်တော်လှုပ်လာခဲ့တဲ့လှုပ်ရက်ဒီလှုပ်လာခဲ့တဲ့တမိုင်းချောင်းဒီကျွန်တော်အကုန်လုံးကို page မှာတင်ထားပေးတယ်ဆိုတော့မောင်းနိုင်လင်း အခုအဲဒီရုံငန်းထောင်နဲ့ပွဲစားလုပ်တယ်เนาะ तू ဘယ်လိုမျိုးຢာတူးမှရှိလဲဒီလောကထဲမှာ तू ဟာဘယ်လိုလူတယောက်ဖြစ်လဲပြီးရင် तू နဲ့ပတ်သက်တဲ့လူတွေကိုလည်းမေးရမယ်ဒီကောင်ဘာကောင်လဲเนาะဒီကောင်ဘာတွေပြောနေဘာဘလို့ဓာတ်တွေပြောနေရလဲဘာဘလို့ဒီအလုပ်တွေလုပ်နေတာလဲဒီကောင်ကိုတင်းညာနဲ့ချီပြီးယုံရမှာလားတော့ဆန့်စစ်ရကျွန်တော်တို့ကပတ်စံလဲကျွန်တော်အမြဲတမ်းပြောတယ်တင်းမောတက်ဖို့ဆိုတာ ပတ်စံရင်းနှီးရတယ်အချိန်ရင်းနှီးရတယ်ကိုယ့်ရဲ့အသက်ရဲ့ရင်းနှီးရအသက်တစ်ချောင်းမှာရင်းနှီးရတယ်ရယ်လင်းတကူကြီးတင်မောတက်ဖို့တင်မောကိုတက်လိုက်ဖို့မဆုံးဖြတ်လိုက်နဲ့နော်ဆိုအထူးသဖြင့်ဒီလိုမျိုးရုံးငန်းတော်မရှိတဲ့ပွဲစားတယောက်ကိုတစ်ဖက်ရည်ဆိုင်မှာပတ်စံယာနဲ့ချီပြီးတင်းယာနဲ့ချီပြီးပြီးတော့တင်မောတက်လိုက်ဖို့ဆိုတာအမတန်မိုက်မဲရကြကျွန်တော် ဒီကာယကံရှင်တွေကိုအပြစ်တင်နေတာမဟုတ်ဘူးတခါကြရင်ကျွန်တော်ပြောကြတယ်မလားလိန်တဲ့လူအပြစ်မဟုတ်ဘူးအလိန်ခံတဲ့လူကအရန်ကိုအလိန်ခံနေတာမျိုးဖြစ်နေတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာအဓိကပြောချင်တာကဘယ်သူတူတယောက်ကိုမှယုံကြည်ပြီးတော့တင်မော့တက်ဖို့ပတ်စံကိုဘာတက်တည်ထောက်ထားမှမရှိဘူးဘာမှခံခံမှမရှိဘူးနဲ့မပေးလိုက်ပါနဲ့ပေးလိုက်ရင်အခုလိုကိစ္စမျိုးကြီးအများနဲ့ဖြစ်ပါလိမ့်မယ် စံဆုံးမဲ့အချိန်ကြီးကိုမဲ့နောက်ဆုံးအဲ့လိုမျိုးထောင်ကြတဲ့ကိစ္စပါညာဖြစ်နိုင်ပါတယ်ဆိုတော့အားလုံးပဲဘေးအန္တရာယ်ကင်းရှင်းစွာတမောပေါ်ရောက်ကြပါသည်ကျေးဇူးတင်ပါတယ်